အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကိုတော့ပေပုတ်သတင်းနဲ့စားရအောင်ပါပေပုတ်လို့ခေါ်တဲ့ပေပိစာကိုတရုတ်နိုင်ငံကဆွေးနွေးညှိနှိုင်းရေးနှီးပြူဟာအဖြစ်အသုံးပြုနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ် တရုတ်အမေရိကန်ကုတ်သွဲစစ်အတွင်တရုတ်ကုတ်သည်တွေကအမေရိကန်ကပဲပီဆာလို့ခေါ်တဲ့ပဲပုတ်တင်သွင်းလာကိုရက်ဆိုင်ထားတဲ့အတွက်အမေရိကန်လက်သမားတွေကဒေါ်လာဘီလီယံနဲ့ချီပြီးဆုံးရှုံးနေတာဖြစ်ပါတယ်ပေပိစာကိုအမေရိကန်လက်သမားတွေကစာဥရာတီမှာရိတ်သိမ်းတာကြောင့်ဒီအချိန်ဟာအတိကရောင်းချရတဲ့ရာသီဖြစ်ပါတယ်။ကဘာမှာပေပိစာအများဆုံးဝယ်ယူတဲ့တရုတ်ကဒီနေ့မှအမေရိကန်ကမဝယ်ဘဲနဲ့တောင်အမေရိကဈေးကွက်ဘက်ကိုလက်သွားခဲ့တာဖြစ်ပါတယ်။ သမဒထရက်ဟာတရုတ်သမဒရှီကျင်းပင်နဲ့လာမယ့်ရက်သက်သက်ပတ်၄ပတ်အကြာမှာတွေ့ဖို့ရှိနေရမှာ အခုပေပီစာကိစ္စဟာဆွေးနွေးပွဲရဲ့အဓိကခေါင်းစဉ်ဖြစ်လာမယ်လို့ဆိုပါတယ်